ခုထုတ်လွှင့်မယ့်အစီအစဉ်ကတော့မှတ်မှတ်သားသားစကားများအစီအစဉ်ဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ပတ်သက်လို့တွေ့မြင်ကြားသိရတာတွေကပတ်သားစရာပြောစကားတချို့ကို RFA ဝိုင်းတော်သားဦးကျော်မင်းထွန်းကကောက်နှုတ်စုစည်းတင်ပြထားပါတယ်ရှင်။မင်္ဂလာပါခင်ဗျာ။ပြီးခဲ့တဲ့တပတ်တာကာလအတွင်းမှာမြန်မာနိုင်ငံရဲ့လူမျိုးရေးသတင်းတွေကမှတ်မှတ်သားသားကြားမြင်တွေ့ရှိခဲ့တဲ့ပြောစကားတချို့ကိုစုစည်းတင်ပြသွားမှာဖြစ်ပါတယ်။ပထမဆုံးတင်ပြခြင်းတဲ့စကားကတော့နိုင်ငံရေးဩဇာမခန်းဆိုတဲ့စကားလုံးဖြစ်ပါတယ်။ပြီးခဲ့တဲ့ AV လ10ရက်နေ့က အာမြန်မာနိုင်ငံရုပ်ရှင်စီယုံနာယကကိုဦးကနေပြီးတော့ရုပ်ရှင်လောကသားတွေမဲပေးရွေးချယ်တင်မြောက်ခဲ့တဲ့ရုပ်ရှင်စီယုံအလုံးမှုဆောင်အဖွဲ့အစ်ကိုအဖွဲ့အစည်းနဲ့လှုပ်ပိုင်ခွင့်လွှဲအပ်တဲ့အခမ်းအနားတစ်ခုရန်ကုန်ဝန်ကပါလကရုပ်ရှင်စီယုံခန်းမှာကျင်းပခဲ့ပါတယ်။ရုပ်ရှင်စီယုံဥက္ခရသည်ဥစဉ်ဝိုင်းကရုပ်ရှင်စီယုံအလုံးမှုဆောင်အဖွဲ့အစ်ရဲ့ကင်ဆွဲသွားမဲ့မူဝါဒကိုအတိအလင်းကြေညာသွားတာတွေ့ရပါတယ်။ကျွန်တော်မြန်မာနိုင်ငံရုပ်ရှင်စီယုံအလုံးမှုဆောင်အဖွဲ့အစ်ရဲ့ဥက္ခရတခုတူဦးအနေနဲ့ကျွန်တော်တရားဝင်ပြောကြားပါမယ်။ လောလတ်ကမြန်မာနိုင်ငံရုပ်ရှင်အစည်းအဝေးရဲ့အဖွဲ့ဝင်စီးရုံးဝင်မြို့သူမဆိုဒီကနေ့ပါတီစုံခင်မှာမိမိကြိုက်တဲ့တက်ရပါတီမိမိကြိုက်တဲ့တက်ရအဖွဲ့အစည်းကိုဝင်ပိုင်ခွင့်ရှိပါတယ်။ပါဝင်ပြီးတော့လည်းလှုပ်ဆောင်ပိုင်ခွင့်ရှိပါတယ်။အဲ့ဒီပါတီများနဲ့ဆက်နွယ်ဆက်နွယ်နေတဲ့အဖွဲ့အစည်းများလုပ်ငန်းများမှာလည်းပါဝင်ဆောင်ရွက်ပိုင်ခွင့်ရှိပါတယ်။ဒါဟာလည်းကျွန်တော်တို့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်၂၀၁၈ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ Quality Outlook အခြေခံဥပဒေအရ နိုင်ငံသားတိုင်းရဲ့ရပိုင်ခွင့်မှာအတိအလင်းပြဌာန်းထားပြီးဖြစ်ပါတယ်။သို့တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဆိုတဲ့အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ကတော့လက်ရှိ အာဏာရတဲ့ပြည်သူ့ကြံ့ခိုင်ရေးနဲ့ပုံမျိုးပါတီကအစအခြားမြည်သည့်ပါတီအဖွဲ့အစည်းရဲ့လွှမ်းမိုးမှုချုပ်ကန့်မှုပုံမှာခိုင်မှာမဟုတ်ပါဘူး။ဒုတိယပြောလိုတဲ့သကကလုံးကတော့လွန်ငင်းချမ်းသာဆိုတဲ့သကကလုံးဖြစ်ပါတယ် ကိုမဲကိုနိုင်ဦးဆောင်တဲ့၈၈မျိုးဆက်ចောင်းသားများဖွဲ့ဟာပြီးခဲ့တဲ့အေဗီလာ9ရက်နေ့ကကရားပြည်နယ်လွိုင်ကော်ဘက်ကိုခီးထွက်ခဲ့ပြီးဒေသခံတိုင်းသားခေါင်းဆောင်အဖွဲ့စည်းတင်တဲ့တွေ့ခဲ့ပါတယ်။ခီးစဉ်အတွင်းမှာဟောပြောပွဲတစ်ခုမှဆိုရင်ကိုမဲကိုနိုင်ကလူငယ်ချမ်းသာဆိုတဲ့စကားလုံးနဲ့ပတ်သက်လို့ပြောကြားခဲ့တာတခုကိုမှတ်သားလိုက်မိပါတယ်။ပေါ်ထဲမှာအကြာကြီးနေလိုက်တဲ့အခါမှာအပြင်လောကကြီးကိုလွတ်ကျင်တဲ့စိတ်တွေဟာပုံပြီးပြင်းထန်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့ဟာ လူငယ်ချမ်းသာခွင့်သာမယ်ဆိုရင်နားထောင်ကြတယ်မတို့ပါမလားလို့နားထောင်တယ်ကျွန်တော်ထောင်ထဲမှာအနည်း20ကျော်ကြာမှာလူငယ်ချမ်းသာတွေအချိန်ချင်းလာပါတယ်တစ်ခါမှကျွန်တော်တို့မပါပါဘူးမပါတိုင်းမှာလည်းကြံရတဲ့သူတွေဟာအဲ့ဒီလူငယ်ချမ်းသာဆိုတဲ့စကားကိုသံတရရှိလာပါ ီးခရိုင်ပတ်တော်မှာမြန်မာနိုင်ငံနဲ့ပတ်သက်လို့ပြောဆိုကြတဲ့ဇာတ်ရည်ထဲမှာမြန်မာလိုအပေးယူလုပ်တယ်လို့တိုက်ရိုက်အတိတ်ပဲရတဲ့ compromise ဆိုတဲ့စကားလုံးကိုကြားလိုက်ရပါတယ်။ Washington DC အခြေစိုက်တဲ့ American ရုပ်ရှင်အသင်း The Motion Picture Association of America မှာ April 6ရက်နေ့ကပြသတဲ့ပြင်သစ် director Luke Besson ရဲ့ဒေါ်ဆန်းစုကြည်ရဲ့ဘဝပုံရိပ်ကိုရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကပြသတဲ့ပွဲမှာအမေရိကန်နိုင်ငံရဲ့ဝန်ကြီး Hillary Clinton ပြောလိုက်တဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ I did tell her in one of our recent telephone conversations. She was moving from an icon to a politician. ဒေါ်ဆန်းစုကြည်ဟာမြန်မာဒီမိုကရေစီရေးမှာလူမှုခေါင်းဆောင်ဖြစ်ကနေလွှတ်တော်ထဲဝင်ရောက်ပြီးတော့နိုင်ငံရေးသမားဖြစ်ရပ်တည်တော်မှာဖြစ်တဲ့အတွက်ရှေ့လာမဲ့ခီလန်းဟာခက်ခဲမယ်လို့သတိပေးအကြံပြုခဲ့တဲ့အကြောင်းသူကပြောပါတယ်။ဒေါ်ဆန်းစုကြည်အနေနဲ့လွှတ်တော်ထဲဝင်ရောက်ပြီးဆောင်ရွက်ရမယ့်နိုင်ငံရေးဟာစိတ်ဆက်ညီနိုင်ဆွေးနွေးပြီးအဖြေရှာခြင်းအဲတနည်းပြောရရင်နိုင်ငံရေးမှာအပေးအယူလုပ်ရမယ့်နိုင်ငံရေးသဘောတွေအဓိကဖြစ်လာမယ့်အကြောင်း အဒါဟာလည်းဒီမိုကရေစီရဲ့အနှစ်သာရသဘောတရားဖြစ်တဲ့အကြောင်းစိတ်ဆက်ညှိနှိုင်းဖြေရှာခြင်းအပေးယူလုပ်ခြင်းဟာညစ်ပတ်နှိမ်ကြတဲ့သကကလုံးတစ်ခုမဟုတ်တဲ့အကြောင်းဒေါ်ဆန်းစုကြည်ကိုတယ်လီဖုန်းကနေတဆင်ပြောကြားခဲ့တယ်လို့အမေရိကန်နိုင်ငံသားဝင်ကြီးကသတင်းတောက်တွေကိုပြောပါရယ်အခုတစ်ပတ်တော့နောက်ဆုံးတင်ပြလိုတဲ့သကကလုံးတစ်ခုကတော့ဖေဖော်ဝါရီလ17ရက်နေ့ကပြန်လွတ်မြောက်လာခဲ့တဲ့မြန်မာစစ်ထောက်လိုက်ရေးအကြီးအကဲဟောင်းတဲ့ဝင်းကြီးချုပ်ဟောင်းဦးခင်ညွန့်ရဲ့စကားတစ်ခုဖြစ်ပါတယ် အပိကရေအမီလာရှိရနေကထိုင်းနိုင်ငံတို့ဘန်ကောက်ပို့သတင်းစာမှာသတင်းတပုတ်ပါလာပါတယ်။လွန်ခဲ့တဲ့9နှစ်ခန့်ကဒေါအောင်ဆန်းစုကြည်ရဲ့အသက်ကိုသူကယ်တင်ခဲ့ရတယ်လို့ဘန်ကောက်ပို့သတင်းစာဆိုပါတယ်။2003ခုနှစ်ကဒေါအောင်ဆန်းစုကြည်ရဲ့ရင်တန်းကိုတပရင်းအနီကြီးရွာမှာတိုက်ခိုက်ခံရစဉ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်ဘေးကိုကြားဝင်ကယ်တင်ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။အာဒါပေမဲ့နေ့ရက်ကြာပိကရေဘုံလုံးလေးကတော့ဝန်ကြီးချုပ်ဟောင်းဦးခင်ကျော်ဟာဘန်ကောက်ပို့သတင်းစာနဲ့တွေ့ဆုံအင်တာဗျူးခဲ့ခြင်းမရှိဘဲ တပရင်အရေးခင်းမှာဒေါ်ဆန်းစုကြည်ကိုကယ်တင်ခဲ့ဦးတယ်ဆိုတဲ့စကားကိုလည်းပြောကြားခဲ့တာမရှိတဲ့အကြောင်းရဲသတင်းတပ်ဖွဲ့ကဒုတိယရဲမှူးကြီးဦးဝင်းနိုင်ထွန်းနဲ့ဦးခင်ကျွန်းရဲ့သတင်းဆက်သွယ်ရေးကူညီဆောင်ရွက်ပေးနေသူဗိုလ်မှူးဟောင်းဦးဝင်းမောင်မောင်တို့ကအရေးပေါ်သတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပပြီးတော့ညှင်းဆိုလိုက်ပါတယ်။အတိုင်းမဲ့ကာယကံရှင်ဖြစ်တဲ့ဦးခင်ကျွန်းကတော့အသတင်းတွေထွက်လာပြီးနောက်ရက်တနင်္လာနေ့မှာအလိုတော်ပြည့်ကျောင်းနိုင်မှာအလှူတန်းပြုလုပ်ပြီးဒုံလဘယဟန်ဝတ်သွားခဲ့ပါတယ်။အလိုကြီးရန်ပြည့် မမသားသားစကားများအစီအစဉ်ကိုထုတ်လွှင့်ခဲ့တာပါခင်ဗျာ